အလုံးမင်းမင်္ဂလာပါရှင်ဒီတစ်ခေါက်ကတော့ဒီမြန်မာတွေချမ်းမှာပေါ့နော်ဒီဝင်းကြီးချုပ်ဥနုကတက်ထားခဲ့တဲ့ဥနုဖရာဆိုပြီးတော့ပေါ့နော်နာမည်ကြီးတဲ့ဥနုဖရာကိုခေါ်သွားပေးမှာပဲဖြစ်ပါတယ်ဒီဥနုဖရာတော့ရှီဇိုကခိုင်မှာရှိတယ်ပေါ့နော်သူ့ကိုသွားကြည့်ရင်တော့ဒီနူမာစုကိုပေါ့နော်ဒီတိုကျိုဘက်ကပဲလာလာဒီဖူဂျီဘက်ကပဲလာလာရှီဇိုကဘက်ကပဲလာလာနူမာစုမှာပေါ့နော်စင်းပေါ့နူကာကိုလာမယ်နူမာစုကနေပြီးတော့တဆင်ပြောင်းစီရမယ်ပေါ့ဒီကဘယ်လိုလဲဆိုတော့ဘာလဲ ်ဂေါတမ်ပါပေါ့နော်ဂေါတမ်ပါဘက်ကို ပြောင်းစီပေးရပါမယ်ယထောက်ဒီဂေါတမ်ပါနေပြီးတော့ဒီဂေါတမ်ပါအောက်လက်ကိုတဆင်သွားမယ်ပေါ့နော်ဂေါတမ်ပါအောက်လက်ကနေဆိုရင် free bus ကရှိတဲ့အတွက်ပထမဆုံးဒီဂေါတမ်ပါအောက်လက်ကိုသွားပါမယ်ဂေါတမ်ပါဘူတာကိုရောက်ပြီဆိုရင်ပေါ့နော်အခုပြထားတဲ့လမ်းအတိုင်းပေါ့အဲ့အိတ်ကြီးကနေထွက်လာပေါ့နော်ထွက်လာပြီးတော့အခု exit body ထွက်ပေါက်အတိုင်းထွက်ပါမယ်ထပ်ပေါက်တိုင်းထွက်ပြီးတော့ရင်အခုလိုလှမ်းသွေးရတဲ့လေကားပေါ့ အဲ့လေကကနေတသိကြီးဆင်းလာပြီးတော့ညာဘက်အချောင်းကိုကွေးလိုက်မယ်ဆိုရင်ပေါ့နော်ဂေါတမ်ဘာအောက်လက်အထိဟိုအလကားစီလို့ရတဲ့ဘတ်ကားရှိတယ်ပေါ့နော်ဂေါတမ်ဘာအောက်လက်ကိုပဲတီးသန်းသွားခြင်းနဲ့လူတွေအသေးစိတ်အတွက်လည်းဂေါတမ်ဘာအောက်လက်အတွက်တီးသန်းဗီဒီယိုအရှိမတင်ထားပေးတယ်တွတ်စိတ်ဝင်စားတဲ့လူတွေရတော့ကြည့်ပေးနိုင်ပါတယ်ပေါ့နော်အခုဒီအရှိအမှတ်တိုင်ပေါ့နော်ဒီမှာကော့တမ်ဘာအထီးပေါ့နော်ကော့တမ်ဘာအောက်လက်အထီးကို free ပြေးဆွေးပေးနေတဲ့ bus ကပေါ့နော်ဒီမှာ bus ကမှလည်းမမှောင်ရေးထားပြေးပေါ့နော် Gotama Premium Outlet ဆိုပြီးတော့ရေးထားပေးတယ်ဒီ bus ကောစီးမယ်ပေါ့နော်ပတ်စံပေးစရာမလိုဘူးပေါ့နော်ဒီဘတ်စက15မိနစ်တခါလောက်ထွက်တဲ့အတော့ပေါ့နော်အရန်ကြီးစောင့်စရာမလိုဘူးပေါ့နော်ဒီကိုတက်မအောက်လက်ကိုရောက်ပြီဆိုရင်ပေါ့နော်ကိုအောက်လက်ထဲကိုသွားလိမ့်ချင်တော့သွားလို့ရပါမယ်အောက်လက်သွားမလို့တင်ဆိုရင်အခုသူ့ရဲ့ဘေးမှာမြင်ရတဲ့အခုမှတ်တိုင်ပေါ့နော်အခုမှတ်တိုင်မှာ M နဲ့စားတဲ့ပေါ့နော် best car ပေါ့အဲအဲ့ best car အခုမှတ်တိုင်မှာပဲရက်တယ်ပေါ့နော်အဲ့ best car ကိုစီးပြီးတော့အခုပြထားတဲ့မှတ်တိုင်မှာဆင်းရမယ်ပေါ့နော်ဒီအခုပြထားတဲ့မှတ်တိုင်ကနေပေါ့နော်အရှိမသွေးနေရတဲ့လူကူးမြကြားနေကူးသွားမယ်ပေါ့နော်အရှိမသွေးတဲ့ဒီလူကူးမြကြားကနေကူးသွားပြီဆိုအခုတွေ့နေရတဲ့အဖြစ်အဆိုင်ပုတ်ကြီးပေါ့နော်အဲ့ဒါကဥနုဖေရအဝင်ပေါက်ဝဲဖြစ်ရပေါ့နော် ဒီဘက်ဒီမှာဘတ်စကတော့အနည်းငယ်ရှားတယ်ဗောနော်တနအီတစည်းလောက်ပဲရှိတယ်ဆိုတော့ကိုမနကိုသွားမယ်ဆိုတော့အရင်ဦးဆုံးဘတ်စကအချိန်ကိုတေချာလေးစစ်ပြီးတော့သွားတာတော့ကောင်းတယ်ဗောနော်ဒီကူပြထားတဲ့နေရာတော့ဗောနော်သူတို့သူတို့ကားတွေပဲတက်လို့ရပါကိုရီကားဆိုရင်တော့အောက်မှာပဲရက်ထားခဲ့ရမယ်ဗောနော်တော်တော်လေးမဆောက်တယ်ဆိုတော့လေတော်တော်လေးတက်ယူရတယ်ဒီလားရေဘူးတော့ဝယ်သွားဖို့အကြံပေးခြင်းတယ်ဗောနော်ဒီအောက်မှာလည်းဘောနော်ရေဘူးပေါ့ဂျီတိုဟန်ပိုက်ခီရှိတဲ့အတွက်ဒီအောက်မှာလည်းဝယ်သွားလို့ရတယ်ဗောနော် အိမ်သာသွားကြည့်ရင်တော့အဲ့ဒီမဟုတ်ဘူးတရနေဝင်သွားရင်ရောက်ပါတယ်လို့ဒီကူကွာတော့ဘောနော်ဒီတစ်ခါကြ ਾਇ ရထေကိုသွားလိုက်တော့ဆိုတော့လူကတော့အလောက်ထိရှုပ်မနေဘူးပေါ့နော်နောက်တစ်ခါကဒီနေ့ကဒီမိုးအောင်တဲ့နေ့လေးဖြစ်တဲ့အတွက်ဟိုဖူကြီးတောင်မမြင်ရတဲ့အတွက်ပေါ့နော်ခီးသွားရည်လားတိတ်မလာဘူးပေါ့နော်အခုလမ်းတိုင်းကိုတသေးလေးတက်သွားတယ်9မိနစ်ကနေ10မိနစ်ဝင်ချင်းလောက်ကြာတယ်ပေါ့နော်ဦးနုဖရာအထိပေါ့ တကယ်ကိုတိမ်နေထူပြီးတော့မိုးတွေအုံနေတဲ့တော့ဖူးကြီးတောင်မမြတကယ်ဆိုအဲ့ဒီနေရာကနေဖူးကြီးတောင်လေးတကယ်လှလှလေးမြင်ရတာပေါ့နော်ခုလိုဒီဘုနုဖရာရောက်ခဏဒီလမ်းတဝက်မှာလဲပေါ့နော်ဒီမေတော်ရုတ်ထူးလို့ခေါ်မလားမသိပေါ့နော်ဒီမေတူရုတ်ထူးအကြီးကြီးကိုလဲသွေးကြည့်တယ်ပေါ့နော်ဖရာတော့မဟုတ်ဘူးလို့ထင်နေသေးတာမေတော်လို့ဖြစ်မယ်မေတော်လို့ထင်နေပေါ့နော်မေတော်ရုတ်ထူးမှာ တပုံရဲ့ချင်းလဲဆက်ရဲဘောအသက်ရှိတဲ့ယောက်တည်းဆိုလေမသွားခဲ့ဘူးပေါ့နော်အခုအရှိမလှမ်းပြင်းနေရတဲ့ဖြူ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 နဲ့စီဒီကတော့ဒါဥန္ဒုဖရာဖြစ်တယ်ပေါ့နော်မြန်မာတွေကျမှတော့ဒီဝင်ကြီးချုပ်ဥန္ဒုကတကယ်တဲ့ဖရာလို့နာမည်ကြီးရပေါ့နော်တကယ်ဟုတ်လားမဟုတ်လားတော့အသက်ရှိတိကျပြန်မရှာဖက်မိတော့မသိဘူးပေါ့နော်တကယ်ကိုအနောက်ကပေါ့နော်စိတ်စိတ်ဆူဆူတောင်းတန်းနေတဲ့ဒီဖယားကိုမြင်ရတဲ့ခါမှာတကယ်တပည့်ကြီးကြီးဘုကောင်းနေပေါ့နော် ဇေဒီလို့ခေါ်မလားဖယားတဲ့ပေါ့နော်အထဲမှာဖယားတော့ရှိပြမယ်ဇေဒီပေါ့မြန်မာနိုင်ငံမှာလို့တော့ဖနက်ချွတ်စီရမလို့ပါဘူးเนาะဒီမှာဖနက်စီလာလို့ရပါတယ်ဒီနေ့ကလူရှင်းနေနေမှလားမသိဘူးပေါ့เนาะတကယ် တိတ်ဆိတ်အေးချမ်းပြီးတော့တပ်ပွန်ရိုက်ချင်တယ်တော်လေးအဆင်ပြေတဲ့နေ့လေးတနေ့ပေါ့နော်အမေဖူကြီးတောင်းမမြင်ခဲ့ရတော့ဝနေဖို့ကောင်းပြီပေါ့နော်မြန်နောက်လာဆူဆာမှုဝဲရှိရတဲ့ဆာမှုဝဲအောင်ပါစေချောင်းဆူတောင်းနေချွေခဲ့ရပေါ့ဆာမကျက်ပဲဆာမွဲအောင်ကြီးနေအထဲမှာပါတယ်ဆိုတော့ ဒီဖီးယားကပေါ့နော်ဆူတောင်းပြည့်တယ်လေပြောကြတယ်အတွက်အကေးကိုမှဆူတောင်းခြင်းစရာရှိတယ်ဆိုရင်လည်းသွားပြီးတော့ဆူတောင်းကြည့်ကြပေါ့နော်ဟောတက်ရှိတော့ဒီတစ်ခေါက်စာမှုပွဲအောင်ပါစီလို့ဆူတောင်းခဲ့ပါတယ်အခုလိုမို့မို့ဥပါလိုများဒီအဝင်လန်းတစ်လျှောက်မှာလဲပေါ့နော်ဒီချင်းသေးရုပ်ထုတွေရှိတယ်ပေါ့နော်နိုင်ငံမျိုးကိုစားပြုတဲ့ချင်းသေးရုပ်ထုတွေပေါ့ ဒါကတော့ထိုင်းပေါ့ထိုင်းနိုင်ငံကိုစားပြုတဲ့ချင်းသိအားတော့ဒါပတိချက်မမြင်ရတော့ဒီချင်းသေးရုပ်တွေအကုန်လုံးပေါ့နော်သူများနိုင်ငံကချင်းသေးရုပ်တွေဆိုတော့ထိပ်ပြီးစိတ်မဝင်စားလို့တယ်ထိတ်ချာမရိုက်ခဲ့ဘူးပေါ့နော်တကယ်တတိချာရိုက်ခဲ့တဲ့ချင်းသေးရုပ်ထုကတော့ကိုမြန်မာနိုင်ငံက မြန်မာလို့ရေးထားတဲ့မြန်မာချင်းသေးပေါ့နော်မြန်မာချင်းသေးရဲ့ဘက်မှာလည်းရှိလဲဆိုအဲ့မော့အဝင်ဝါမှာပေါ့နော်အဲ့လေကောက်တက်လာပြီဆိုတော့ねမော့အဝင်ဝါမှာမြန်မာလို့ရေးထားတဲ့မြန်မာချင်းသေးရုပ်ထုရှိရပေါ့နော်ကိုကမြန်မာပြပီးတခြားချင်းသေးတွေစိတ်မဝင်စားဘူးကိုမြန်မာချင်းသေးကိုပဲတော်ပြီးတော့အနီးကဲရိုက်တယ်ပေါ့နော်မော့အဝင်ဝါမှာပဲမြန်မာချင်းသေးကိုထပ်ထားပေးရပေါ့နော် ဒီအခုပြထားတဲ့မုံဦးကနေတတဲလေးရှောက်သွားခဲ့ပြီဆိုရင်ပေါ့နော်ရှေ့ကိုနည်းနည်းတတဲဆက်ရှောက်မယ်ဆိုရင်ဒီပုံမှန်ရာသီဥတုတရာတဲ့အခါဆိုရင်ပေါ့နော်ဒီခေကိုရှုကင်းလှတဲ့ရှုကင်းလှနေပေါ့နော်ဖူချီတောင်ကို နောက်ခံထားပြီးတော့တပ်ပုံရိုက်လိုရမှာဖြစ်ပါတယ်ပေါ့နော်ဒါတော့ခေါင်းလုံးကြီးထားထားတယ်ပေါ့အိမ်သားလေးရှိရပေါ့နော်အဲ့ဒီမှာအိမ်သားပေါ့နော် အခုလိုဒီဘောနော်အဲ့ခေါင်းလောင်းထားတဲ့ဒီဘေးလမ်းကနေဝင်သွားရမယ်ပေါ့နော်ဒီလမ်းကလေနည်းနည်းဟိုတမန်တလင်းခင်းတဲ့လမ်းမဟုတ်တဲ့အတွက်ပေါ့နော်တောက်ခနဲ့တွေပါနေစီးလာတယ်ဆိုရင်တော့ခြေထောက်နားနိုင်တဲ့ချော်လင်းနိုင်တဲ့တတိထားပေါ့နော် ခေဆွေမော်ဒီအနောက်ကတကူလုံးကဖူကြီးတောင်ကြီးကိုလှမ်းမြင်နေရမှာပေါ့နော်။သူများကဒီမိုးအုပ်နေနေမှာသွားလိုက်မိတဲ့အတွက်တော်တော်လေးဝမ်းနည်းမိပင်ပဲပေါ့နော်။အခုပြထားတဲ့နေရာကဖူကြီးတောင်မြင်ရဖူကြီးတောင်ရဲ့ရှုခင်းကိုပေါ့နော်။နောက်ခံထားပြီးတော့ရိုက်လို့ရမယ့်နေရာပေါ့နော်။သူတည်တန်းလောက်ထားပြီးရပေါ့နော်။တကယ်တော့ဂျာရဲ့စနေတနင်္ဂနွေလိုမျိုးပိတ်ရရှိလိုမျိုးဆိုရင်ဒီနားမှာလူတန်းစီပြီးဆောင်ရရတယ်ပေါ့နော်။ မြားလို့ပြီးပေါ့နော်တယောက်တည်းခရီးသွားတာကြိုက်တဲ့လူတွေဆိုရင်နော်အခုလိုဗီဒီယိုရိုက်အောင်ကလွယ်မရှိဘူးပေါ့နော်ဓာတ်ပုံဓာတ်ပုံကလည်းကိုပိုင်းကိုပြင်ရရင်တိတ်မလှအောင်ပေါ့နော်နောက်တစ်ခါအလဲသွားခြင်းနဲ့ပေါ့နော်ဒီရှီဆိုးကတဝိုက်ကတငယ်ချင်းနေရှိရင်လည်းလိုက်ပို့ပေးခြင်းပါတယ်လို့တယောက်တည်းသွားတာကြိုက်တဲ့တငယ်ချင်းနေရှိရင်လည်းပေါ့နော်သွားကြည့်ကြပေါ့နော် ခုလိုမျိုးကတရှိတော့မှောင်မှောင်မဲမဲဖြစ်နေရေပေါ့နော်အခုလမ်းကိုကြည့်လိုက်တော့ဒါကတောက်ဖက်နဲ့တော့စီးသွားမယ်ဆိုချော်လဲနိုင်တယ်ဗောနော်ဝါတက်ရှိနေတောက်ပါတယ်တော့တရှိဆိုချော်နေရောပဲဒီလမ်းတစ်လျှောက်လုံးဗောနော်ဒီမအူးဝါနေဒီမအူးဝါလည်းတကယ်ဆိုဖူးကြီးတောင်မြင်ရတယ်ဒီလားအဲ့ဒီကနေတပုန်ရရင်လည်းလှတယ်ဘူတော့ဝါတက်ရှိပြန်မာတော့မယ်လို့အခုစောနာလာတဲ့အတိုင်းဗောနော်ဒီဒီလမ်းတစ်လျှောက်ပြန်ဆင်းယူရမယ်ဗောနော်တော်တော်လေးမောတယ်ဗောနော် ဒါကတော့ကာလမ်းမပေါ့နော်ကာလမ်းမရဲ့ဒီဘက်ဘီကလူတော်လန်းနေရှောက်ရမှာပေါ့နော်ဟောတက်ရှိရဘသူမှမရှိတော့ခိုးဘက်ဒီဘက်ရိုက်ချင်တာ ਨੇ ကာလမ်းမကနေရှောက်နေပေါ့နော်တကယ်ဆိုမရပါဘူးလို့အဲဒီဘက်ဘီလန်းကနေရှောက်ရမှာပေါ့နော်ဒီဘေးရီဟာလေးရတယ်ပန်းပွင့်နေရသည်ဆိုရင်အရန်လှတယ်ဒီလားအပြန်ဆိုတော့ဒီဒီမဝူရတဲ့ဝင်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော် ပထမဆုံးအဝေဝမာတင်အဲ့မှာပေါ့နော်ဂျပန်ဖက်နယ်အကြီးတွေပေါ့နော်တကယ်စီးကြလားမစီးကြလားတော့မသိဘူးဖက်နယ်အရှူကြီးတွေနှယံထားတယ်ပေါ့နော်ပြီးတော့မြန်မာနိုင်ငံတွေလူမှာပဲဒီဘလူးရုပ်ထုနှစ်နှစ်ခုပေါ့နော်ဘလူးရုပ်ထုနှစ်ခုထားထားရလေတွေ့ရတယ်ပေါ့နော်ပန်းပွင့်တဲ့ຢာတွေဆိုရင်နောက်တစ်ခုတော့ပန်းနေပွင့်ပြီးတော့တကယ်ရမ်းလာတယ်ပေါ့နော် ကဲရွေးဒီမှာ၅စာကျွေးခြင်းနဲ့ဆိုရင်၅စာကျွေးလို့ရမယ်ထင်တယ်เนาะမှာ၅တွေရအဲ့မှာမွေးထားတဲ့၅တွေရှိတယ်ပေါ့เนาะသူများအစာကျွေးဖို့အတွက်လည်းမယူလာပေးမိဘူးအစာပင်မှာဝယ်ရမှလည်းတိချာမတိလိုက်တော့လေငါးလေးတွေမှာအစာတောင်းနေပေမဲ့မကျွေးခဲ့ရဘူးပေါ့နော်အရင်တစ်ခေါက်လာတော့အဲ့ဒီမှာ90ရောက်တော့တွေ့တယ်ဒီလားဒီတစ်ခေါက်ကဘယ်သူမှလည်းမတွေ့တော့လေမဝယ်ကျွေးခဲ့ရအောင်အဲ့ဒီအနောက်တစ်တက်ကိုသွားမယ်ဆိုရင်ပေါ့နော်အိတ်သာရှိရေပေါ့နော် ။နောက်ဝတ်သက်ရှိတယောက်သေးလေးဖြစ်တော့တရေလေးကြောက်တယ်လူလေးကြောက်တာနဲ့မသွားခဲ့ဘူးဒီပြန်တော့မယ်ပေါ့နော်။ကိုကခီးတော့အဖွဲနဲ့တော့တော့ဆိုရင်တော့ကိစ္စမရှိပါနဲ့ကိုမနဲ့ကိုဘတ်စကားနဲ့တော့တဲ့လူတွေဆိုရင်ပေါ့နော်ဘလို့ပေါ့အဲ့အပေါ်မှာတပ်ပုံ AC ရိုက် ဘတ်စကားချိန်ကိုကြည့်ပြီးတော့မှဘတ်စကားချိန်နီးမောပြင်ဆင်လာခဲ့မယ်ဆိုရင်မို့ဘတ်စကားမှအကြိုက်ပေါ့အမှတ်တိုင်မှာအကြိုက်ရက်စောက်နေစရာမလိုပေါ့နော်အဲကြောင့်မို့ကိုကကိုဘာနေကိုဘတ်စကားနဲ့လာမယ်ဆိုရင်ဘတ်စကားချိန်ကိုကြည့်ပြီးတော့အေးစစ်စစ်မှပြင်ဆင်လာတာကောင်းတယ်လို့အကြံပေးခြင်းတယ်ပေါ့နော် ပုံမှန်မဟုတ်ဘဲနေဒီပိတ်ရက်တွေသွားမယ်ဆိုရင်ဒီလမ်းတကယ်လူပြေးတယ်ပေါ့နော်ဓာတ်ပုံနဲ့လူရရတဲ့အခြေအနေရှိရပေါ့ကြည့်ကွာဂျားရက်ပိတ်လို့မကကြားရက်လည်းပိတ်တယ်ပေါ့နော်ရာသီဥလူလူလည်းကောင်းနေဆိုရင်ဒီဂျားရက်ဒီမှာသွားဖို့ပေါ့နော်အကြံပေးခြင်းနေပေါ့နော်ဒီလမ်းတစ်လျှောက်လုံးကတကယ်ဆိုအဲ့မှာအဲ့ဒါဘတ်စကာမဟုတ်စကားမဟုတ်ပေါ့နော်ကားရက်နာစကန်လို့ပြောရမလားအဲ့ဒီမှာဆိုကားအပြည့်ပဲပေါ့နော်ပိတ်ရက်ဒီဆိုရင်ပေါ့နော်မကြီးလိုဟမ်းမိုက်ကြီးလည်းရှိရပေါ့ဒီမောဝါကနေပြန်ထွက်လိုက်တာနဲ့လေဒီလား ဟိုကားမှတ်တမ်းရောက်ပြီပေါ့နော်ဒီအရိယာမောဝါပြန်ထွက်လိုက်တဲ့ကောင်းမှတ်တမ်းကနေပြီးတော့အောက်လက်ကိုပြန်သွားခြင်းလဲရတယ်ဒါမှမဟုတ်ဆိုတော့ကိုကဆင်ခဲ့တဲ့ကိုတမ်ပါပေါ့နော်ကိုတမ်ပါမှတ်တမ်းပြန်သွားခြင်းလဲရတယ်ပေါ့နော်ဖွင့်တာကတော့9နာရီရနေပြီးတော့9နာရီထိဖွင့်နေပေါ့နော်ဘတ်စကားတော့ဒီဟာပဲဖြစ်တယ်ပေါ့နော်ဒီကနေပြန်စီရမယ်ပေါ့နော်ဒီကနေခေါ်တမ်ပါကိုသွားခြင်းနဲ့ဘတ် ကတမောက်သွားခြင်းလည်းဘက်စကားရှိပြီးတော့ဒီအောက်လက်ကိုပြန်သွားခြင်းလည်းဘက်စကားရှိရပါတော့အဆုံးအထိကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နော်ကိုကိုနဲ့အတူတူနောက်ထပ်ဗီဒီယိုအသစ်တွေမှာတွေ့ပါမယ်နော်အားလုံးပဲဘိုက်ဘိုင်း